တခါတော့ကတောအုပ်ကြီးထဲမှာကြေးလက်ရွာလေးတရွာရှိပါတယ်ဒီရွာထဲမှာလည်းမောင်တစ်ဆိုတဲ့ရိုးသားတဲ့လူငယ်လေးတယောက်ရှိပါတယ်မောင်တစ်ဟာသူ့မိဘတွေအတွက်ထင်းရှားဖို့တောထဲကိုမကြာခဏသွားလေးရှိပါတယ်ဒီနေ့မှာတော့မောင်တစ်ဟာပုံမှန်ထက်ပိုကောင်းတဲ့ထင်းတွေကိုရှာရင်တောနဲ့နဲ့ထဲကိုရောက်ရှိသွားခဲ့တယ်ထင်းတွေစုပြီးအိမ်ပြန်ဖို့လုပ်နေတော့မှသူလမ်းပြောင်းနေမှရုတ်တရက်သတိထားမိလိုက်တဲ့နေကလည်းစပီးဝင်နေပြီးမို့သူ့ရင်ထဲစိုးရိမ်စိတ်တွေတိုးလာခဲ့တယ်မောင်ရိတ်တန်းလာတဲ့တောအုပ်ထဲမှာတော်တော်ကြာကြာလမ်းလျှောက်ပြီးတဲ့နောက်မောင်တစ်ဟာတစ်ပင်ကြီးတွေကြားထဲမှာလင်းနေတဲ့အလင်းရောင်တစ်ခုကိုလမ်း မြင်လိုက်ရတယ်။အဲ့ဒီအလင်းရောင်စီကိုလိုက်သွားတဲ့အခါမှာတော့တစ်လုံးအိမ်လေးတစ်လုံးကိုတွေးရှိလိုက်ရတဲ့မောင်စ်ဟာအိမ်လေးနားရောက်တော့အိမ်ထဲကနေရေတန်းတချို့နဲ့စကားတန်းတချို့ကိုကြားလိုက်ရတဲ့မောင်စ်ဟာအိမ်တကားကိုခောက်လိုက်တဲ့အခါတကားပွင့်လာပြီးရက်ပူပူနှုတ်ခမ်းမွေးဖားဖားနဲ့ဥထုတ်အနီရောင်လေးတွေ။ ။စောင်းထားတဲ့လူဘူးလေးခုနှစ်ယောက်ကိုတွေ့လိုက်ရတဲ့သူတို့အားလုံးဟာတန်ရှင်းတည့်ရတဲ့အလौတမဝတ်စုံလေးတွေဝတ်ဆင်ထားကြပြီးမျက်နှာမှာကျင်နာတဲ့အပြုံးတွေရှိနေကြတဲ့မောင်တစ်ကလမ်းပြောင်းနေတဲ့အကြောင်းညအမောင်ကိုတော်ထဲမှာတယောက်တည်းမဖြတ်တန်းရတဲ့အကြောင်းကိုရိုးသားစွာပြောပြလိုက်တော့လူဘူးလေးခုနှစ်ယောက်ဟာ ူတို့အိမ်ထဲမှာခေါ်လာလိုက်ကြတယ်သူတို့ကမောင်တစ်ကိုညစာကြွေးပြီးမိဖို့ဘေးမှာပုံပြင်တွေပြောပြကြတယ်မောင်တစ်လည်းသူတို့ဟာရိုသားပြီးချင်းနာတက်တဲ့သူတွေမှန်တိလိုက်ရတယ်လူဘူးလေးတွေဟာတောနဲ့ထဲမှာယတနာတွေရှာဖွေတူးဖို့တဲ့အလုပ်ကိုလုပ်ကြကြောင်းလဲတီးခဲ့ရတယ်မနက်မိုးလင်းတော့မောင်တစ်အိမ်ပြန်ဖို့ပြင်ဆင်တယ် လူဘူးလေးတွေကမောင်တစ်ကိုသူ့ရွာလမ်းကြောင်းမရောက်မချင်းလိုက်ပို့ပေးကြတယ်လူဘူးလေးခုနှစ်ယောက်ဟာမောင်တစ်ကိုသွားပို့ပြီးလမ်းခွဲကနီးမှလူဘူးလေးတွေရဲ့ခေါင်းဆောင်တယောက်ကပြုံးပြီးမောင်တစ်ကိုလက်ဆောင်တစ်ခုပေးလိုက်တယ်ဒီရလေးကိုမင်းရဲ့ရိုးသားတဲ့စေတနာအတွက်လက်ဆောင်ပေးတာပါဒါကကမေတ္တာမိခွက်ဒီလိုခေါ်တယ်တခုခုလိုနေရင်ဒီမိခွက်ကိုပို့လိုက်ရင်မင်းလိုချင်တဲ့အရာကိုမင်းရဲ့အရှိမရောက်လာပါလိမ့်မယ်သတိထားရမှာကမကောင်းမှုအတွက်ဘယ်တော့မှမသုံးပါနဲ့ဒီလိုပြောပြီးလက်ထဲကိုရွှေရောင်လဲနေတဲ့စီမီခွက်ငယ်လေးတစ်ခုထည့်ပေးလိုက်တယ်မောင်တစ်ဟာ ကျေးဇူးတင်လွန်လို့မျက်ရည်ဝယ်ရင်လူဘူးလေးခုနှစ်ယောက်ကိုနှုတ်ဆက်ပြီးသူ့ရွာကိုပြန်လာခဲ့တယ်။မောင်တစ်ဟာအဲ့ဒီကမေတ္တာမီခွက်ကိုအသုံးပြုပြီးသူနဲ့သူ့ကျေးလက်ရွာသားတွေအတွက်လိုအပ်တဲ့ရိုးသားတဲ့အကူအညီတွေကိုပဲပေးခဲ့တယ်။ဥပမာကျောင်းမှလိုအပ်တဲ့ရေအိုးတလုံးပေါ်လာစေတာမျိုးလမ်းပြောင်းနေတဲ့နွားတစ်ကောင်ကိုတွေ့ရှိစေတာမျိုးစတာတွေကိုကူညီခဲ့တယ်။သူဟာလူဘူးလေးခုနှစ်ယောက်ရဲ့ကျင်နာမှုကိုဘယ်တော့မှမမေ့ပဲရိုးသားဖြောင်းမဆွာနေထိုင်သွားခဲ့ပါတယ်။သူ့ရွာလေးဟာလည်းသူ့ရဲ့မေတ္တာနဲ့အကူအညီတွေကြောင့်ပိုမိုတာယာလာခဲ့ပါတော့တယ်။